ာနာသိန်းစစ်ကောင်စီအားဘင်္ဂလားဒေ့ရှ်အစိုးရကမြို့တော်ဓာကာကိုပြန်ခေါ်ယူခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာတပ်အမတ်ကြီးဒေါက်တာမိုဟာမက်မွန်နဝါဟူစိန်နဲ့တွေ့ဆုံခဲ့တယ်လို့၎င်းတို့ရဲ့ဝါရဖြန့်သတင်းစာအရသိရပါဗျ။အာရခတက်တော်အေးနဲ့ထိတွေ့ဆက်ဆံမှုတွေကိုစစ်ကောင်စီဘက်ကကန့်ကွက်ရှုံချတာကြောင့်အဲ့ဒီတမ်မတ်ပါဝင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရကပြန်ခေါ်ခဲ့ပြီးနောက်ဇွန်လ20ရက်နေ့မှာစစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဒုဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေဟာနေပြည်တော်မှာမြန်မာနိုင်ငံဆိုင်ရာတာဝန်ကြီးမွန်နဝါဟူစိန်ကို တွေ့ဆုံပြီးတော့နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာပြီးခဲ့တဲ့မေလအတွင်းကစစ်ကောင်စီရဲ့ကန့်ကွက်မှုကြောင့်နှစ်နိုင်ငံတန်တမာရေးတင်းမာလာပြီးရန်ကုန်မြို့ခြေဆိုင်တန်မကြီးနဲ့စစ်တပ်မှဗိုလ်မှူးချုပ်အက်ဖ်တက်ဟူစိန်တို့ကိုပြန်ခေါ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနဝအနေနဲ့အတမကြီးဒေါက်တာမိုဟာမက်မွန်နဝါဟူစိန်ကိုစစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်2023ခုနှစ်မှာမြန်မာနိုင်ငံဆိုင်ရာအတမကြီးဖြစ်ဘင်္ဂလားဒေ့ရှ်အစိုးရကအခန့်အခဲရမှာအဲ့ဒီအချိန်ကစပြီးတော့ရန်ကုန်မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။ ဆရာနာသိမ့်ပြီးနောက်ရခိုင်တပင်းနယ်လုံးနှီးပါတိုက်ခိုက်သိမ့်ပိုက်လာတဲ့အာရခတတော်အေကိုအိနီချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရက အစောပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာစစ်ကောင်စီနီးတူထိတွေ့ဆက်ဆံမှုတွေပြုလုပ်လာတယ်လို့သိရပါဗျ။ အဲ့ဒီအခြေအနေတွေကြောင့်ဆစ်ရှုံးလာတဲ့စစ်ကောင်စီကမြို့တော်ဓာကာကတဆင့်ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရစီကိုကန့်ကွက်ရှုံချကြောင်းတန်တမန်ရေးအရစာပို့ခဲ့ပေမဲ့မြို့သားလုံခြုံရေးကြံပေးခါလီလာရာမန်ကပယ်ချခဲ့တယ်လို့သိရပါဗျ။ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရအနေနဲ့၎င်းတို့ရဲ့မြို့သားကျိုးစီပွားအတွက်လိုအပ်ပါက နေဆက်တက်လျှောက်ထိန်းချုပ်ထားတဲ့မြည်သည့်အဖွဲ့နဲ့မဆိုထိတွေ့ဆက်ဆံသွားမယ်လို့လည်းခါလီယာရာမန်ကတရားဝင် ထုတ်ပေါ်ပြောဆိုထားပါဗျ။